တနေ့အတွင်းမိမိကိုယ်ကိုမလို့ပြောင်းလဲမလဲလက်ရှိအလေးအချင်းတွေစိတ်သက်အနေထားတွေလှုပ်ဆောင်ချက်တွေနဲ့တော့ဘလုံးမပြောင်းလဲတခုဖန်တီးလို့မရပါဘူးမလို့အပ်တာတွေကိုထားခဲ့ရမယ်ပြောင်းလဲတဲ့နေရာတွေကိုပြောင်းလဲရမယ်လို့တဲ့နေရာတွေကိုလို့ရမယ်လူတစ်ယောက်အနေနဲ့မိမိကိုယ်ကိုပြောင်းလဲတော့မယ်ဆိုရင်စိတ်ချင်းကြီးပြောင်းလဲလို့မရနိုင်ပါဘူးပြီးရင်ဒီလိုပြောင်းလဲတဲ့အခါမှာစိတ်ရှည်ရတယ်စီကံလဲရှိဖို့လိုအပ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါ ီနေ့ဗီဒီယိုမှာတော့တနေ့အတွင်းလူတွေမမတ်မိနိုင်လောက်အောင်တိုးတက်ပြောင်းလဲသွားတဲ့လူတယောက်ဖြစ်ဖို့လိုက်နိုင်ရမယ့်အချက်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်ဗီဒီယိုလေးကို like လုပ်ပေးပြီး channel လေးကိုလည်း subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ခြားကြရအောင်နော်နံပါတ်၁စာဖတ်ပါ လူတယောက်ရဲ့ဘဝအောင်မြင်မှုတိုးတက်မှုအပိုင်းမှာစာဖတ်ခြင်းဟာအရေးပါတဲ့အခမ်းအနားကနေပါဝင်ပါတယ်ကိုယ့်အတွက်အကျိုးရှိစေမယ့်အစားအသောက်တွေကိုဖတ်ဖို့လိုအပ်ပါတယ် ကိုလုံငန်းကိုအပတ်မွေးဝမ်းကြောင်းလုပ်ငန်းအတွက်အကျိုးရှိစေမယ့်အစားအုပ်တွေကိုဖျက်ရမယ်။စားအုပ်တောင်းမှာစားမျက်နှာ300ပါတယ်ဆိုပါစို့ခုမှစားဖတ်မှတ်သူအတွက်အများကြီးပဲ။ဒါပေမဲ့တနေ့ကိုစားမျက်နှာပေါင်း20ပဲဖတ်မယ်ဆိုရင်ရက်20ပြည်တာနဲ့စားအုပ်တောင်းဖတ်ပြီးပါတယ်။ဒါကြောင့်နေ့စဉ်စားဖတ်တဲ့အကျင့်တွေကိုမွေးမြူထားပါ။အပြည့်သဘောဆောင်တတ်တဲ့စိတ်ဓာတ်ကိုလေ့ကျင့်မွေးမြူပါ။လူတိုင်းမှာအခက်အခဲဆိုတာရှိတယ်။ပြဿနာဆိုတာရှိတယ်။ အခက်ခဲတစ်ခုအတွေ့အတိုင်းစိတ်ရှုပ်တဲ့အကျင့်တွေကိုဖျောက်ပြီးဟုတ်ပြီဒီအခက်ခဲဟောင်းကဘလို့ဖြည့်ရှင်းအောင်မလဲဆိုတဲ့စိတ်ကိုမျိုးလိုအပ်ပါလေနောက်တစ်ချက်က Facebook တို့ YouTube တို့မှာရှိတဲ့လူတွေကိုစိတ်ဓာတ်ခွန်အားမြင့်တင်ပေးစေတဲ့ဗီဒီယိုတွေကိုကြည့်ရှုအနားထောင်ပေးပါနံပါတ်1အပေါင်းအသင်းရွေးပါလူတစ်ယောက်ရဲ့အောင်မြင်ခြင်းတိုးတက်ခြင်းဟာသူ့ရွေးချယ်တဲ့အပေါင်းအသင်းတွေပေါ်မှာအများကြီးအမှုပြုပါတယ်အမြဲတောက်စားနေတဲ့လူတွေနဲ့ပေါင်းရင်ခမည်းလဲတစ်ဖြည်းဖြည်းတောက်စားတတ်လာတယ် စီဝါရီသမားတွေနဲ့အပေါင်းရင်ခင်ဗျားလည်းစီဝါရီသမားဖြစ်လာမှာပါပဲလူဆိုတာတူရဆုတဲ့သဘောရှိပါတယ်ဒါတော့ကိုယ်တိုင်ကလည်းအပေါင်းအသင်းကောင်းတဲ့တယောက်ဖြစ်ဖို့အရေးကြီးပါတယ်နံပါတ်3ကြောရှင်စီမံအရာတွေကိုလုပ်ပါဟုတ်ကဲ့ဒီလိုပြောလို့အရက်တွေဆေးလေးတွေတောက်မနေပါနဲ့ဦးနော်တယောက်တည်းရှိနေတဲ့အချိန်မှာဘယ်ယာရီကငါ့ကိုပြောစီလဲဆိုတဲ့မိကုန်းကိုမေးပါခကြီးတို့ထွက်ချင်လားခကြီးထွက်လိုက်ပါဂီတာတီးတင်နေတက်ချင်လားတက်လိုက်ပါအခြားသူတွေကိုကိုဘယ်လိုမြင်မလဲ ဘလို့တွေးမလဲဆိုတာကိုခေါင်းထဲကနေထုတ်လိုက်ပါကိုပျော်စီမဲ့အရာတွေကိုစလုပ်ပါနံပါတ်၄အလေးကျင့်စိုးတွေကိုဖျောက်ပါမိမိကိုယ်ကိုပြောင်းလဲတော့မယ်ဆိုရင်အရင်ကအလေးကျင့်စိုးတွေကိုထားခဲ့ရတော့မှဖြစ်ပါတယ်အချိန်ဆွဲတက်တယ်ဆိုရင်လှုပ်စရာပေါ်လာတဲ့အခါချက်ချင်းလှုပ်လိုက်ပါအဲ့ရစောစောမထနိုင်ဘူးဆိုရင်ညကိုစောစောအိပ်ပြီးအဲ့ရစောစောထနိုင်အောင်လေ့ကျင့်ပါလမ်းဘေးစာတွေစီကြော်စာတွေအများစားနေတယ်ဆိုရင်အဲ့အစားစာတွေနဲ့အတိအရွတ်များများပြောင်းလဲစားပါ အားကစားလို့ရအောင်ပြင်းနေစဉ်အကျင်မှာသွားကစားတာဖြစ်ဖြစ်လမ်းလျှောက်တာဖြစ်ဖြစ်အစားလုံးပါနမတ်ငါကျမ်းမာရေကိုဦးစားပေးပါလူတယောက်ရဲ့ကျမ်းမာရေဟာသူ့စားတဲ့အစားအသောက်ပေါ်မှာအများကြီးမြင်ပြပါတယ်ဒီတော့စီကြောစာတွေလမ်းပိစာတွေစားမယ့်အစားအတိအရများများစားပေးပါအားကစားလို့ပါတနည်းကိုခြေလမ်းပေါင်းတထောင်ပြည့်အောင်လျှောက်ပါအေးရေဝါဝါအေးပါနံပါတ်6တရားရကိုရင်ဘတ်ကြီးနဲ့မခန်းစားနဲ့ခင်ဗျာယုံကြည်ရပါတယ်ဆိုတဲ့သူတွေရဲ့နောက်တော့ကိုဓာတ်နဲ့ထိုးတာတွေကိုခံရမယ် ချင်းရောက်ကနေဆွန့်ပစ်ခြင်းကိုလည်းခမျက်ခံရမယ်။ဘာတွေပဲဖြစ်ဖြစ်ရင်ဘတ်ကြီးနဲ့မခံစားပါနဲ့။ဟုတ်ပြီ၊ तू လောက်ရသေးတာပဲ။ तू ထိုင်းနဲ့ तू ကြံပေါ့။ဒီလိုတွေးကြီးမကောင်းတဲ့အတွေ့တွေကိုဘဝတည်းကနေထုတ်ပြလိုက်ပါ။နံပါတ်9 skill အသစ်တွေကိုအမြဲတင်ယူပါ။ခမည်းမှာမရှိသေးတဲ့ဈေးကွက်မှာလိုအပ်နေတဲ့ skill တွေကိုတင်ယူပါ။ video editing ၊ပညာရပ်တွေမတတ်သေးဘူးလား။တင်ယူလိုက်ပါ။ပြီးရင်လုပ်ငန်းခွင်မှာပြန်အသုံးချပါ။ဒါဟာခမည်းဘဝခမည်းဝင်ငွေကိုတိုးတက်စေမယ့်အကောင်းဆုံးနည်းလမ်းဖြစ်ပါလိမ့်မယ်။ ်နံပါတ်၈တရားထိုင်မှာတနေ့ကိုအနည်းဆုံး၅မိနစ်တရားထိုင်မှာတရားထိုင်ခြင်းအဖြစ်စိတ်ဖြည်းစည်းမှုတွေညော့နယ်လာမယ်အယုံဆိုင်မှုပိုကောင်းလာမယ်စိတ်ခံစားချက်တွေပိုတည်ငြိမ်လာမယ်မကောင်းတဲ့အတွေးတွေကိုရှင်းထုတ်လန်းနိုင်မယ်ဟုတ်ကဲ့ဒီအချက်လေးတွေကိုသာစိတ်ရှိရှင်းနဲ့ပြုလုပ်သွားမယ်ဆိုရင်တင်ပွားဟာတနေ့အတွင်းကြောင်းလဲသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုလေးကတင်အတွက်အကျိုးရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်